မေဝကြီးကိုလက်ထက်ခွင့်တောင်းခဲ့တဲ့အမျိုးသားရဲ့အနောက်ွယ်ကအကြောင်းရင်းထွက်လာပြီးပရိသတ်များအလုံးမဲမင်္ဂလာပါရှင့်ဒီရက်ပိုင်းဆိုရှယ်မီဒီယာမှာအဖြူရောင်နဲ့သမီးလေးလိုလှပနေတဲ့တရုတ်ဆောင်မေဝကြီးကိုသူ့ရဲ့ချစ်သူကဒူးထောက်ပြီးတော့လက်ထက်ခွင့်တောင်းတဲ့ရိုမန်တစ်ဆန်ဆန်ဗီဒီယိုလေးကိုအလုံးမဲမြင်တွေ့ပြီးတော့ကြည်နူးခဲ့ကြမှာပါနော်။ငင်းကွင်းကအရန်လှသလောက်မေဝကြီးတယောက်ရှက်ကြီးတငယ်ငိုကြွေးခဲ့ရကြအောင်အလုံးကတော့အင်အိုးဝမ်းသာလွန်လို့ဖြစ်လိမ့်မယ်လို့ပဲကနအုံးမှတွေးခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီမျက်ရည်တွေကတကယ်ကိုအင်အိုးဝမ်းသာလွန်လို့ ားတဲ့မျက်ရည်ဆစ်ဆစ်ဟုတ်ရဲ့လားဒါမှမဟုတ်ပြိသက်တွေအထင်ကြီးအောင်ဟန်ဆောင်နေရလားဆိုပြီးတော့အငင်းပွားပေရာအကြောင်းအရာတွေထွက်ပေါ်လာခဲ့ပါတယ်အမျိုးသမီးတယောက်တည်းကိုချင်ရတဲ့သူစီကလက်ထက်ခွင့်တောင်းခံရခြင်းဟာဘဝရဲ့အမတ်တရားအခိုက်အတန့်တစ်ခုပါဒီလိုချိန်မှာပျော်လွန်းလို့ကြားတဲ့မျက်ရည်ကသဘာဝပါပဲ ဒါပေမဲ့မေဘကြီးရဲ့ငိုရှိုင်းမှုတွေဟာပြည်သက်တွေအတွက်ဗဟေရီဖြစ်သွားခဲ့ပြီးတော့အခုခါမှာတော့အရင်နောက်ကြီးကအကြောင်းရင်းကိုအတွင်းသီးတွေစီကနေကြားသိလာရပါပြီ။ကြားသိရတဲ့သတင်းတွေအရတော့မေဘကြီးနဲ့သူမရဲ့ချစ်သူဟာချစ်သူတသက်လဲကြာမြင့်နေပြီဖြစ်တယ်လို့နှစ်ဖက်မိဘတွေကလည်းသဘောတူထားပြီးသားဖြစ်တယ်လို့သိရပါတယ်။အင်အိုစီယာအကောင်ဆုံးကတော့သူတို့နှစ်ဦးဟာမင်္ဂလာပွဲကျင်းပဖို့အထိခမ်းမနေရချင်းဆိုတာကအစအားလုံးကိုကြိုတင်စီစဉ်ခဲ့ပြီးသားဖြစ်တယ်ဆိုတဲ့အချက်ပါပဲ။ဒီအချက်ကိုသိလိုက်ရတဲ့အချိန်မှာပဲပြည်သက်တချို့ ဲ့အမြင်တွေကလုံးဝကိုပြောင်းလဲသွားခဲ့ပါတယ်။အရာအလုံးကြိုတင်သိရှိပြီးတိုင်ပင်ပြီးသားဖြစ်ပါလျက်နဲ့ဘာမှမသိတဲ့လူတစ်ယောက်လိုအင်ရောတကြီးဟန်ဆောင်ပြီးတော့ငိုပြတာကအဘအထင်ဖြစ်လို့နဲ့ပရိသတ်မြင်မှာပို့ပြီးတော့အထင်ကြီးခံခြင်းလို့ပို့ပြီးတော့ရိုမတစ်ဖြစ်တယ်လို့ထင်စေခြင်းလို့လောက်ကျန်ဖန်တီးထားတဲ့ဇလန်းတစ်ပုတ်ပဲလို့ပြင်းပြင်းထန်ထန်နဲ့ဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့တစ်ဖက်မှာတော့မေပကြီးဘက်ကနေရက်တီပေးရဲ့ပရိသတ်တွေလည်းရှိနေပါသေးတယ်။သူတို့ကတော့ဘလောက်ပဲဂျိုတင်တိုင်ပင်ထားပါစေ။မိန်းကလေးတယောက်ရဲ့အိမ်မက်ဟာကိုချစ်သူကလူအများရှိမှဒူးထောက်ပြီးတော့တရားဝင်လက်ထက်ခွင့်တောင်းတာကိုမြင်ကျင်ကြတာတဘာဝပါပဲ။ဂျိုသိထားပေမဲ့လည်းတကယ်တမ်းဒီအခိုက်အတန့်ကိုရင်ဆိုင်လိုက်ရတဲ့အခါမှာဘယ်မိန်းကလေးမဆိုစိတ်လှုပ်ရှားပြီးတော့အမျက်ကြီးကြမိမှာပါ။ဒါဟာဟန်ဆောင်မှုမဟုတ်ပေ။တကယ်အစ်စ်မန်ခံစားချက်ဖြစ်တယ်လို့ကောက်ွယ်ပြောဆိုနေကြပါသေးတယ်။တကယ်တော့ဒီကိစ္စကအရှုထောင့်နှမျိုးနဲ့ကြည့်လို့ရပါသေးတယ်။တစ်ဖက်ကကြည့်ရင်တော့ပွင့်လင်း ြင့်တာမှမရှိပဲဟန်ဆောင်ဖန်တီးထားတယ်လို့မြင်နိုင်တယ်လို့နောက်တစ်ပတ်ကကြည့်ရင်တော့ဂျိုဒင်စီစဉ်ထားတဲ့အစီအစဉ်တစ်ခုကိုတောင်းအကောင်းဆုံးအမတ်တရားဖြစ်အောင်ဖန်တီးယူပြီးတော့အဲ့ဒီပုံမှာအပြေးဝစိတ်ခံစားမှုထည့်သွင်းနိုင်တာကိုကချစ်ချင်းမြတ်တာရဲ့အလားတရားတစ်ခုလို့လဲဆိုနိုင်ပါတယ်အခုဆိုရင်တော့မသိချင်အောင်ဆောင်က surprise letter ခွင့်တောင်းတာကခစ်စားနေပါတယ်ဟေးဝင်ရဲ့အဆိုပြသစဉ်ဆိုရင်မင်္ဂလာပွဲ6ပွဲစီစဉ်ပြီးကောင်မှ surprise letter ခွင့်ဆိုပြီးတော့လုပ်ခဲ့သေးရပါ မေပစီကလည်းဒီလိုအကွက်ကိုထုတ်သုံးလိုက်တာဖြစ်ပါတယ်။ကေပရိသတ်ကြီးတို့ရဲ့အမြင်ကရောဘလို့ရှိကြပါသလဲရှင်။မေပစီတယောက်ဟန်ဆောင်ပြီးတော့အိုဘာကြကြတယောက်ဆောင်သွားတယ်လို့ထင်ပါသလား။ဒါမှမဟုတ်သူ့ရဲ့နေရာမှာဆိုရင်ကိုရိုင်းကရောဒီလိုပဲစိတ်လုံရှားပြီးတော့မျက်ရည်ကျမိမယ်လို့ထင်ပါသလား။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပြီးဝင်ရောက်ပြောကြားခဲ့ပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like နဲ့ subscribe လုပ်ပေးခဲ့ကြပါအောင်ရှင်။ ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်